အားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လဲကျေစုလိုက်ပါတယ်ဒီနေ့ April 25ရက်နေ့ဒီနေ့မှာတော့ကျွန်တော်တို့ပြည်သူနဲ့အတူယက်တူယက်တီပြေဖို့ပြီးတော့ကျွန်တော်တို့တော်လန်တော့တပ်ဖွဲ့ဝင်တွေနဲ့အတူရှိနေပြေဖို့ကျမရင်းနဲ့ပညာရေးဝင်ကြီးဒေါက်တာဇော်ဝေစုရောက်ရှိနေတဲ့တည်င်းနဲ့ ။နထိုးကြီးမှာရှိတဲ့တရုတ်ဂက်ပိုက်လိုင်းမှာတဆွဲထားတဲ့အကျမဖက်စစ်ခွေးတက်အမုတ်ကျိတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းအဲ့ဒီသတင်းနှစ်ခုဘယ်ဟာပို့ပြီးတော့ပြုတ်ရှင်ဖို့ကောင်းပါသလဲ။ဟုတ်ပြီ။တရုတ်ဂက်ပိုက်လိုင်းကြီးဖြစ်စည်းခံလိုက်ရတယ်ဆိုရင်တော့ကျွန်တော်တို့ပို့ပြီးတော့ပြုတ်ရှင်မိမယ်လို့ညွှန်လိုက်ပါတယ်။ဒီကနေ့မှကျွန်တော်တင်ပြမယ့်အကြောင်းအရာကကျွန်တော်တို့နှထိုးကြီး တေုတ်ကပိုက်လိုင်းမှာထိုင်ချသွဲထားတဲ့အကြမ်းဖက်စစ် ခွေးတက်မိဖုတ်ခံလိုက်ရတဲ့အကြောင်းနဲ့တတားတစ်စူဆောင်းတဲ့နေရာတွေမှာဒိုရီမို့အကြမ်းဖက်စစ်ခွေးတက်နဲ့ပေါင်းနေတဲ့ခရိုနီလုပ်ငန်းရှင်အုပ်စုကိုကျောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတတိပေးလိုက်ပါပြီ။ဒါအပြင်ဒီကနေ့မှာထပ်ပြီးတော့ကင်းပြင်းတဲ့အတွင်းကကျွန်တော်တို့အောင်ပွဲသတင်းတွေကိုထပ်မံကြားရမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်မရဲ့ပြည်ကိုအဆုံးအထိဝင်ရကြည့်ရှုကျွန်တော်ရဲ့မိဘပြည်သူတဦးချင်းစီတိုင်းကိုတွေ့ရစားဖိတ်ခေါ်လိုက်ပါတယ်ဒေါက်တာဇော်ဝေဆိုးကကျွန်တော်နိုင်ငံကို ရောက်ရှိနေခဲ့တာကျွန်တော်တော်လန်တော့လොမြောက်နေပြီမှာကျွန်တော်တို့ပြည်သူနဲ့အတူကျွန်တော်တို့ရဲဘော်တွေနဲ့အတူတူရှိနေခဲ့တာ six month 6လကျော်ကြာနေပါပြီဆိုတော့တပွဲဝင်အသီးသီးနဲ့ ကျွန်တော်အရာကိုအတီးတီးနဲ့တွဲဆုံဆွေးနွေးပြီးတော့လှုပ်ဆောင်ရမယ့်အလုပ်တွေအကုန်လုံးကိုလည်းပဲလှည့်ပတ်ပြီးတော့သူလှုပ်ဆောင်နေခဲ့တာကြာပါပြီ။ဒါပေမဲ့ဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့အကျမ်းမရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးရဲ့သူ့ရဲ့အတန်ဖိုင်နဲ့ဒါကျွန်တော်တို့ပြည်သူတွေကိုအတိပေးတဲ့စကားပြီးတော့ ကျွန်တော်ကျမ်းမာရေးပညာရေးနဲ့ပတ်သက်ပြီးတော့ဒါ CDN မှာဆော့ဆန်တမန်ပါဝင်ခဲ့တဲ့ကျွန်တော်လေးစားချစ်ခင်ရတဲ့ CDN movement တွေကိုပါဖိတ်ခေါ်လိုက်တဲ့သတင်းစကားဒီသတင်းစကားကိုကြားလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့ခံစားချက်အမြင်ကိုကျွန်တော်သိချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယို comment မှာရှင်းပြခဲ့ပါဒါကြောင့်တေုတ်ကပ်ပိုက်လိုင်းကြီးဖြတ်စည်းခံလိုက်ရတယ်ဆိုတဲ့သတင်းနဲ့ ေါက်တာဇော်ဝေဆိုကျွန်တော်တို့လူတို့နဲ့အတူကျွန်တော်တို့လူငယ်တွေနဲ့အတူကျွန်တော်တော်လှန်ရေးအရေးကြီးဆုံးသောအခြေအနေမှာ ကျွန်တော်တို့အားလုံးအတူတူရှိနေတယ်ဆိုတဲ့တည်င်းဘယ်ဟာပို့ပြီးတော့ဝမ်းမြောက်စရာ ကောင်းလဲဆိုတာကိုကျွန်တော်ရဲ့မိဘတွေကိုအရင်ဆုံးမေးမိတာပါဒါကတော့မထင်ရင်မထင်တယ်လို့ကျွန်တော်တို့ဒါညီမျိုးစုံနဲ့ ထိုးစစ်တွေနီးမျိုးစုံနဲ့လှုပ်ဆောင်နေတဲ့အခြေအနေရရက်ကိုထပ်မံပြီးတော့တွေ့ရတာဖြစ်တယ်။ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေတော့ကျွန်တော်အမြဲတမ်းအသိပေးနေကြပါကျွန်တော်ပြည်သူလူထုအတွက်ထူးခြားတဲ့နှစ်ဖြစ်ပါတယ်။ပြီးတော့ကျွန်တော်မိဘတွေလူချင်းနေတဲ့ကျွန်တော်မိဘတွေမျော်လင့်နေတဲ့အရာတွေဒီနှစ်ထဲမှာတေချာပေါက် ရောက်လာမှာဖြစ်တယ်ဒီအတွက်လည်းပဲကျွန်တော်တို့ IA ကိုတက်ဖွဲ့ဝင်တီးတီးနဲ့ကျွန်တော်တို့ကာကွယ်ရေးတက်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့လှုပ်ဆောင်ပြီးကြပါတယ်တခါတည်းမှာစစ်စင်ရေးကိုဂျိုင်းတူမလုံနိုင်တာကိုကျွန်တော်ရဲ့မိဘတွေဒါအချို့ပေါ့နော်ဒါအကြံပြုအဝေဘန္နာလူကြီးလေကျွန်တော်တို့ view design ရှိပါတယ်ကျွန်တော်စစ်စင်ရေးကိုပပေါင်းဆောင်ကလှုပ်ဆောင်ခြင်းပေမဲ့အခက်အခဲအများကြီးရှိပါတယ်ဆိုတော့ ကျွန်တော်တို့စည်ရနိုင်ငံရေးပြီးတော့လက်ရှိပေါ့နော်နေမြေဒေသခံအခြေအနေတွေနဲ့ကျွန်တော်နှိုင်းရှင်ပြီးတော့ဒါလွတ်လွတ်နေတဲ့အချိန်မှာကျွန်တော်တို့မှာဒီအခက်ခဲကတော့ရှိပါတယ်ဆိုတော့ဒီအခက်ခဲကလည်းလက်နက်ခဲရန်အခက်ခဲတွေပါပဲဆိုတော့တိုက်ပွဲတစ်ခုမှာကုန်ကြသွားတဲ့ကျွန်တော်တို့စစ်သုံးစိတ်တွေကိုပြန်လည်ပြီးတော့ဖာထေးရတာကတမျိုးကျွန်တော်တို့ကုံဆုံးသွားတဲ့ ကျွန်တော်တို့ဒါလက်နက်ခဲယမ်းတွေကိုပြန်ပြီးတော့ဖြစ်တင်းရတာကတမျိုးပြီးတော့ရှစ်ဆက်ပြီးတော့ကျွန်တော်တိုက်ခိုက်သိမ့်ပိုက်ရမယ်ကျွန်တော်စစ်စင်ရေးတွေအတွက်ကြိုတင်ပြီးတော့စီစဉ်ရတဲ့လက်နက်ခဲယမ်းတွေပြီးတော့ကြိုတင်ပြီးတော့ပြင်ဆင်ရတဲ့ဒါမမြင်ရတဲ့ကုန်ကြားစည်းတွေဒါတွေအကုန်လုံးကိုထက်ထွက်ပြီးတော့တေချာစွာဆောင်ရွက်နေပါတယ်ကျွန်တော်ရဲ့မိဘတွေကိုအတိပေးလို့တယ်ဟုတ်ပြီ ငရိုကြီးကက်ပိုက်လိုက်မှာထိုင်ချတဆွဲထားလိုက်ကျွန်မဖက်စစ်ခွေးတက်ကိုတော့စတင်ပြီးတော့အမှုတ်ကျိတ်လိုက်ပါပြီဆိုတော့ကက်ပိုက်လိုက်မှာအထိုင်ချတယ်ဆိုရင်သူတို့တွေလုံခြုံမယ်လို့ညွန်နဲ့နေကြတယ်ဆိုလိုချင်တာကတော့တရုတ်ရဲ့အနံ့လေးကိုရှူရယုံနဲ့သူတို့ရဲ့တက်ကယ်ဈေးလုံမျိုးသူတို့ကယုံကြည်သွားပြီ အရင်တော့ကကျွန်တော်တို့သတင်းထက်ထက်မှာတွေ့ရတဲ့အဘီရီနီရဂျာဒီအာပြီးတော့အမျိုးမျိုးပါပဲကျွန်တော်တို့အချိန်အချိန်အချိန်တိုင်းအချိန်တိုင်းကျွန်တော်တို့တွေ့မြင်ကြားနေရတယ်ဆိုတော့မယိုးနိုင်တဲ့အဲကျွန်တော်တို့ပုံစံတွေကိုအကျန်းဖက်စစ်ခွေးတက်အတိုင်းဝိုင်းကနေပြီးတော့ကျွန်တော်တို့ကြားခဲ့တွေ့ခဲ့ရတယ်အခုနောက်ဆုံးတော့သူတို့ရဲ့တက်ကယ်စီ နောက်ဆုံးတော့ရှူစီလေးကတရုတ်အနှံ့ဖြစ်ပါတယ်ဆိုတော့တရုတ်အနှံ့လေးရတယ်တရုတ်ရဲ့ အခုခုလေသူတို့မှအကာအကွယ်ရတယ်ဆိုရင်သူတို့ကလုံခြုံသွားပြီလို့သူတို့ကိုသူတို့ယူဆနေကြပါတယ်။ဒါကြောင့်လည်းပဲနထိုးကြီးမှာတေယုတ်ဂတ်ပိုက်လိုင်းမှာသူတို့ကထိုင်ကြတဆွဲထားတယ်။ကျွန်တော်တို့ကတော့တေယုတ်ဂတ်ပိုက်လိုင်းမကလို့တယုတ်ဘိုးတော်ကြီးတော်အဲ့ဒီမှာလာထိုင်ရင်လေကျွန်တော်တို့ကစော်မှာပဲဖြစ်တယ်။ဆိုတော့ဂတ်ပိုက်လိုင်းကြီးပောက်ကွဲသွားလို့ဂတ်ပိုက်လိုင်းကြီးထိခိုက်သွားရင်တယုတ်မညုံညင်ရဘူးနော်။တယုတ်စိတ်မဆိုးရဘူး။ ျွန်တော်တို့ကြိုပြီးတော့ပြောထားတာဘာကြောင့်လဲဆိုတော့မင်းတို့ကြားခံပေးနေတဲ့စစ်ရှုံးတဲ့ခွေးပေါက်တွေကမင်းတို့ရဲ့ gas pipe line မှာပဲသူတို့ဟာအထိုင်ချတက်ဆွဲ နေရာယူရိတ်ခါပို့နေတာဖြစ်တယ်ဆိုတော့မင်းတို့ gas pipe line ကိုငါတို့မထိချင်ပေမဲ့မင်းတို့ gas pipe line ကြီးပြတ်စည်းစေခြင်းနဲ့ဆန္ဒမရှိပေမဲ့ မတက်နိုင်တဲ့အခြေအနေတစ်ခုမှာတော့စစ်အတွင်းမှာဂက်ပိုက်လန်ကြီးပေါက်ကွဲသွားတယ်ဆိုရင်ဘွေမယူပါနဲ့လို့ကျွန်တော်ကကြူပြီးတော့အတိပေးထားတာပါဟုတ်ပြီလောဂျီကဝေးတဖွဲ့ဝင်တွေပြစ်ခတ်တဲ့လက်နက်ကြီးတွေကြားထဲမှာပဲဂျမန်ဖက်စစ်ခွေး၃ောင်း ပြင်းထန်တဲ့ဒဏ်ရာတွေရရှိထားတယ်။အဲ့ဒါကတော့ April 26ရက်နေ့ညနေ9:00နာရီမိနစ်30မှာထိုးကြီးမြို့နယ်ထန်းစင်ရွာအရှိတ်ဘက် gas pipeline မှာထိုင်ရတက်ဆွဲထားတဲ့ခွေးသားပေါက်တွေကိုလက်နက်ကြီးနဲ့ကြက်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ရဲ့မိဘတွေဒါဒီအပိုင်းတွေအတွင်းမှာကျွန်တော်တို့စီးရဲတဲ့အောင်ပွဲတွေနေ့စဉ်ရှိပါတယ် ဒါတရက်ပြီးတရက်ကုန်ဆုံးသွားတာကျွန်တော်တို့အချိန်ပြန်တယ်လို့ထင်ရပေမဲ့ကျွန်တော်တို့အကြမ်းဖက်စစ် ခွေးတက်စခန်းတစ်ခုပြီးတစ်ခုကျွန်တော်တို့နေစဉ်တိုက်ခိုက်သိမ်းပိုက်နေတယ်သိမ်းလဲသိမ်းခဲ့ပြီးပြီဆိုတော့ဒီညစ်တွေကိုဒါတဆိုင်ရဒါစီးရင်ထုတ်ပြန်ချက်တွေနဲ့အညီကျွန်တော်တို့လည်းထုတ်ပြန်ပေးမှာဖြစ်တယ်ဆိုတော့ တခါတည်ရင်ကြရင်ဟာတိုက်ပွဲတွေကညင်နေတာလားအရကတက်တော်အေးအေးညင်နာကြည်လား KIA ညင်နေတာလားဟိုဘက်ကအကြမ်းဖက်စစ်ခွေးတက်တဲ့လော်ဘီတွေနဲ့ဘောမအောင်တွေကတော့လာရှိုးနဲ့ပတ်သက်ပြီးတော့ယနေ့အချိန်ထိသူတို့ကအောင်ပွဲခံနေတာဆိုတော့ဒါဟာကျွန်တော်တို့ရဲ့ကိစ္စမဟုတ်ပါဆိုတော့ဒါပေမဲ့ကျွန်တော်တို့တစ်ဖက်မှာ KIA က ဗမော်အတွင်းထဲမှာရှိတဲ့ဂျမ်ဖက်စစ်ခွေးတက်မှန်သမျှကိုပြင်းထန်တဲ့ထိုးစစ်တွေနောက်ဆုံးအချီလို့ပြောလို့ရအောင်ကိုစင်နွဲနေသလိုကျွန်တော်ကိန်းတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဟာလည်းဘကိုးအထိအကြံဖတ်စစ် ခွေးတက်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေကြပါတယ်။ဟုတ်ပြီ။ပရမဦးစွာကျွန်တော်စည်ရေးသတင်းလေးတစ်ခုကို ပြပြချင်ပါတယ်အဲ့ဒါကတော့ရွှေချင်းမြို့နယ်ကအကျမဖက်စစ်ခွေးတက်စခန်းတစ်ခုဖြစ်တဲ့ကိုင်းစိတ်စခန်းကို KNLA နဲ့ကျွန်တော်တို့ဒီကောက်ဝေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ကင်းမျိုးသားစီယုံ KNU ထိန်းချုပ်နေပြီဖြစ်တဲ့ညောင်လေးပင်ခံတပ်မဟာ3စောတီရွှေချင်းမြို့နယ်ကိုင်းစိတ်မှာကျွန်တော်တို့ထိုင်ချတဆွဲထားခဲ့တဲ့အကျမဖက်စစ်ခွေးတက်စခန်းကိုပြီးတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြီးညာလာပါတယ်ဟုတ်ကဲ့ပါအဲ့ဒီစကမ်းကိုတစ်ခိုက်သိမ့်ပိုင်နိုင်ခဲ့အကြောင်းကိုလည်းအတိပြုထားပြီးဖြစ်ပါတယ် sorry တရင်ခွန်နေမြေတွင်းကကွင်းစိတ်စကမ်းကိုတော်လိုင်းတစ်ဖက်ဝင်နေတစ်ခိုက်နိုင်ခဲ့တယ်ပြီးတော့ဘလောက်ထိတစ်ခိုက်သိမ့်ပိုင်နိုင်လဲဘလူရီကျွန်တော်တို့မီးဖုတ်ခဲ့လဲလက်နက်ခဲယမ်းတွေဘလောက်ပေါက်ရခဲ့လဲဆိုတာကို နောက်နေ့ဗီဒီယိုမှတ်တမ်းတွေနဲ့တကွာကျွန်တော်မိဘတွေအယောက် ျွန်တော်တို့ပို့ပေးအောင်မှာဖြစ်ပါတယ်ဒါကတော့လက်ရှိအခြေအနေမှာရွှေကျင်အထိကျွန်တော်တို့ရဲ့စစ်စင်ရေးဖြန့်ကျက်ဆောင်ရွက်နေတယ်ပြီးတော့ဒီအပိုင်းတွေအတွင်းမှာကျွန်တော်တို့ပြည်အထိစစ်စင်ရေးပေါ်ဆောင်နေတာကိုလည်းကျွန်တော်တို့ကြားတွေ့ရမှာဖြစ်တယ်အချို့သောနေရာတွေမှာရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့အုပ်ကြီးတွေ စေအိမ်မှုတွေယာအိမ်မှုတွေသူတို့အိမ်မှာတော့သူတို့မနေကြရဘူးလို့ကျွန်တော်တို့သတင်းကြရပါတယ်ကိုယ်အိမ်ရှိတာပဲကိုယ်အိမ်မှာ ကိုနေကြပေါ့ဘာဖြစ်လို့ထွက်ပြေးနေတာလဲဆိုတော့ခုမှဘာကြောင့်အုတ်ချုပ်ရင်းမှုဆိုရဲသူတို့အတွက်ကြောက်စရာနမေကြီးဖြစ်နေရတာလဲကျွန်တော်တို့ကြုံပြီးတော့လည်းပြောခဲ့ပြီးပြီကျွန်တော်ပြည်သူကို ုက္ခပေးတယ်ကျွန်တော်ပြည်သူကိုဒါဖိနှိပ်တယ်ဆိုရင်တော့ကျွန်တော်ဘယ်သူမှ အရှင်ထားမှာမဟုတ်ဘူးကျွန်တော်တနိုင်ငံလုံးမှာလက်ရှိကျန်းဖက်စစ်ခွေးတက်နဲ့ပတ်သက်နေတဲ့ဆက်နွယ်နေတဲ့သူမှန်သမျှကိုကျွန်တော်တို့အမြင့်ဖြတ်ချိန်မုံရမှာပါဆိုတော့ဒီကနေ့ရဲ့ဗီဒီယိုမှာလည်းပဲကျွန်တော်နိုင်ငံတွင်းမှာကျွန်တော်ဖက်စစ်ခွေးတက်ကိုထောက်ခံနေတဲ့ခရိုနီတွေကိုအတိပေးတဲ့အကြောင်းကိုကျွန်တော်တင်ပြမှာဖြစ်တယ် တော့ကျွန်တော်နိုင်ငံတနိုင်ငံလုံတိုင်းတာနဲ့ကြည့်မယ်ဆိုရင်အရခတ်တတ်တော် AA စီငြိမ်သက်မှုရှိနေပါပြီးတော့ KIA လည်းထုံလင်းကောင်းမယ်ပြီးတော့ချင်းတက်ဖွဲ့ဝင်တွေလည်းထုံလင်းကောင်းဖြစ်ပါတယ်ကျွန်တော်ကျွန်တော်တို့ KNU နဲ့ KIA တော်လှန်တော်တက်ဖွဲ့ဝင်တွေအသီးသီးဟာလည်းပဲနေ့စဉ်စကန်တစ်ခုတစ်ခုတိုက်ခိုက်သိမ့်ပိုက်နေပါတယ်ဆိုတော့ လက်ပတ်ကြောင့်စိုးဝင်းကိုဒါပြပြတတမိတ်တွေပေးပြီးတော့အခုဆိုရင်တန်ချက်ကရင်တန်းတွေတောင်မှကျွန်တော်တို့ကရင်ပြည်တဲကိုထပ်ပံပြီးတော့စစ်ကူပေးဖို့နေပါချောင်းပါဘလောက်ထိရောက်လာနိုင်မလဲဆိုတာကိုတော့ကျွန်တော်မိဘတွေမကြခင်မှာကြားရမှာဖြစ်တယ်ဆိုတော့တန်ချက်ကရင်ကကြည်ပြီးလာပြီးတော့တန်ချက်ကရင်မှာပါလာတဲ့ကောင်တွေကရောကြည်ပြီးလို့လား တကြက်ကယင်ကြီးကကြည်ပြီးနေတယ်ပြီးတော့တကြက်ကယင်ထဲမှာပါလာတဲ့ခွေးပေါက်တွေက ကြည်ပြီးနေတယ်ဆိုအောင်တော့ဝကြောကိုပြီးပါရဲ့လားတော်လန်ရေကာလကြလာဒါနဲ့အမြအကြမ်းဖက်စစ်ခွေးတက်စစ်မြေပြင်မှာစစ်တုံမှန်ဖြစ်เสียအကြောင်းမရှိတော့ ဒါကလည်းသူတို့ရွေးတဲ့လမ်းဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ဒီကနေ့အရေးကြီးတဲ့အကြောင်းအဲ့ဒီအကြောင်းကတော့အကျန်းဖက်စစ်ခွေးတက်ကိုဒါကူညီနေတဲ့ထောက်ပံ့နေတဲ့ပြီးပူးပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့ခရိုနီလုပ်ငန်းရှင်တွေကိုအတိပေးတဲ့ကျွန်တော်တို့သတင်းကို ကြည့်ရမှာဖြစ်ပါတယ်မြန်မြန်နဲ့အတွင်းမှာထိုင်းနိုင်ငံကတဆင့်ဒါနေရက်ကိုပြန်ပို့တဲ့ ျွန်တော်တို့ရသားပြည်သူလူငယ်တွေကိုမတရားစစ်မှုထမ်းဥပဒေတသွင်းဖို့အတွက်ပူပေါင်းပို့ဆောင်ကူညီပေးခဲ့တဲ့အဲ့ဒီကခရိုနီလုပ်ငန်းရှင်တွေကိုကျွန်တော်တို့မြိတ်ပကဖကသတိပေးလိုက်ပါပြီဆိုတော့သတိပေးပြီးသွားရင်တော့ကျွန်တော်တို့အေးအေးယူမှုတွေရှိပါလိမ့်မယ်ကျွန်တော်တို့အဲ့ဒီဒေတာကလည်းကျွန်တော်တို့လက်ထဲကိုမကြခင်ရောက်လာမှာပါ အဲ့ဒီအချိန်ကြာရင်သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့သူတို့ရဲ့လုပ်ငန်းတွေဟာပြည်သူပိုင်းဖြစ်သွားပါလိမ့်မယ်ဆိုတော့အချိန်တန်ကြာရင်လည်းအိုက်ကောင်တွေဟာသူတို့တွေအခုဒါပိုင်ဆိုင်ထားပါတယ်ဆိုတဲ့အရာတွေအကုန်လုံးကိုထားခဲ့ပြီးတော့နောက်ဆုံးမှအကျန်ဖက်ဆက်ခွေးတက်တဲ့အတူထပ်ပြရမှာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့တို့တွေကတိုင်းသားနိုင်ငံတွေမှာ စီးပွားရေးတွေလုပ်ကြတယ်ဆိုတော့အဲ့ဒီမှာလည်းပဲပူပေါင်းပြီးတော့လုံနေကြတဲ့အခြေအနေတွေကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ပြီးတော့တခုခုဆိုရင်သူတို့ဟာအရင်ပြေးတာတော့ကျွန်တော်မြင်ပါ။ဒေတာကြံခဲ့တဲ့ဒေတာကံပြည်သူကတော့ဘုံကျဲခံရတယ်၊တက်ဖြတ်ခံရတယ်။အဲ့ဒါကနေရာစုံမှာဖြစ်နေတာ။ဟုတ်ပြီ။တစ်ဖက်ကသတင်းပြန်ထုတ်တာ ကြတော့ကျွန်တော်တို့ပြည်သူကာကွယ်ရေးတစ်ဖက်ဝင်တွေတက်ဆွဲလို့ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာဇော်မဲလုံးပြောသလိုပေါ့ ဘာအကျန်းဖတ်နဲ့ဆက်နွယ်နေလို့သူတို့ကပုံကျဲတာပေါ့ဒါဆိုရင်ကျွန်တော်တခုမေးเสียရှိပါတယ်ရန်ကုန်ကရောအကျန်းကျွန်တော်တို့အကျန်းဖတ်နဲ့ခေါင်းစဉ်တက်ထားတယ်ရန်ကုန်ကရောအကျန်းဖတ်နဲ့လုတ်ပါမလားမန်းလေးကလုတ်ပါညပြည်တော်ကရောလုတ်ပါမလားတနိုင်ငံလုံးကကျွန်တော်တို့လူငယ်တွေဟာလက်ရှိ ကျွန်တော်ပြည်သူလူထုကိုကာကွယ်ဖို့အတွက်တော်လှန်သောနေပြည်တော်တည်မှာတာဝန်ထမ်းဆောင်နေကြတယ်ရန်ကုန်သားတွေလည်းပါတယ်မန္တလေးသားတွေလည်းပါတယ်နေပြည်တော်သားတွေလည်းပါတယ်ပြည်သားတွေလည်းပါတယ်ပဲခူးသားတွေလည်းပါတယ်ဆိုတော့အဲ့ဒီရန်ကုန်မန္တလေးနေပြည်တော်ကရောအကြမ်းဖက်နဲ့ဆက်နွယ်နေတဲ့နေရာတွေမဟုတ်ဘူးလားဘုံကျဲလိုက်ရကျွန်တော်ဒါလေးကိုကျွန်တော်ပြပါတယ်သတိရလို့တင်ပြတာပါ ဆိုတိုင်းသားနေပြည်တော်မှာဘုံကျဲတပ်ဖြတ်မှုပြီနေ့စဉ်လှုပ်ဆောင်နေတာဒီနေ့ဆိုရင်တော်တော်လေးကိုစိုးရတဲ့အခြေအနေတစ်ခုကိုတကောင်းနေလှုပ်ဆောင်ခဲ့တယ်အဲ့ဒါကတော့နောင်ချိုမြို့နေမှာဘုံပေါ်28လုံးကျဲချခဲ့တယ်ဝိုင်တွဲနေကျွန်တော်တို့အခေါ်ဤပါကောင်လို့ခေါ်တဲ့လေရင်ဝိုင်တွဲဘုံပေါ်28လုံးအထိကျဲချဒါကို အားမရသေးလို့ အစိမ့်ဝိဘုံရှစ်လုံးထပ်မံကျေချာသွားပါတယ်ဆိုတော့အဲ့ဒီပြစ်စင်ဟာတောင်းဒီတက်မာနှစ်နေမြေကျွန်တော်တို့နောင်ချိုမြို့နယ်ကိုဂျမဖက်စစ်ခွင့်တက်ကရေရဆက်ဆက်ဘုံကျဲကြကြတာပါဟုတ်ပြီဧပြီ24ရက်နေ့ညနေ6:24မိနစ်မှာကျွန်တော်တို့6:24မိနစ်90 အတွင်းမှာဘာမှတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူးဘာမှလည်းဘယ်လိုပြောမလဲပြာကျွန်တော်တို့စစ်တင်နန်းတွေပေးနေလို့ထားပါဘာမှမရှိတဲ့နေရာကိုကြောက်ကြမ်းကြေးရွာအနီးဝိုင်းတွဲနေရင်လည်းဘုံပေါင်း20ခန်းလုံးကျဲသွားတာကျွန်တော်ယူမိပါတယ်ဘုံပေါင်း20ခန်းလုံးကျဲခံလိုက်ရတယ် ကျွန်တော်အယက်သားမိဘပြည်သူတွေကျွန်တော်တိုင်းရင်းသားတွေသူတို့ရဲ့နေရာမှာကျွန်တော်တို့ဘလို့မှခံစားပြီးလို့တော့မရဘူးဒါပဲလားဟုတ်သေးဘူးဗျာညနေပိုင်းကျွန်တော်မှောင်ရီပိုးပြရောက်တဲ့အချိန်မှာပဲကျွန်တော်တို့9နာရီနဲ့29မိနစ်အချိန်မှာအုံမီချေးပါအနီကို jet fighter နဲ့အစိမ့်ငွေဘုံတီးရှစ်လုံးလာရောက်ကျဲချသွားတယ်ဆိုတော့ရှေ့မှာ white train နဲ့ ဘုံတိအမြောက်အများဟုတ်ဝိုင်းတွဲနဲ့ဘုံကျဲတယ်ဆိုတာထိကျင်တဲ့တရားအထိပြောချင်တာကတော့လေရင်ပေါ်ကတို့ဒီိုင်းတွန်းချတာဗျာဘာပြည့်မဲ့မှမရှိဘူးမင်းတို့အောက်မှာဘယ်ကောင်မဲရှိနေရှိနေအကုန်အဲ့လိုပုံစံဒါကြောင့်လေဘဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟုတ်ဒီကောင်လေးကိုအစက္ကန့်တစ်မိနစ်လုံးဝကိုမမြင်ချင်တော့ဘူး ဒါပေမဲ့ကြုံလာတော့ပေါ့ဒီ2025အတွင်းမှာပဲအဲ့ဒီကောင်လေးအကုန်လုံးပြင်းပြင်းထန်ထန်အေးအေးယူရမှာပြီးတော့သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့သူမှန်သမျှအပြင်းထန်ဆုံးသောပြပြအေးအေးယူမှုတွေနဲ့ကြုံကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဘုံတွေအများကြီးချဲချပြီးတော့အစိမ့်ဝေးဘုံရှစ်လုံးမှာထပ်မှန်ပြီးတော့ချဲချရဲဆိုတော့ဒါဟာဘလောက်ထိစိုးတန်းရုံမှာမှုလဲဒါကြောင့်ကျွန်တော်အရှိန်မှပြောတာ တိုင်းရင်းသားနေနေတွေတိုင်းရင်းသားကြေးရွာတွေဒီကောင်းနေဘုံမကျဘူးတဲ့နေရာမရှိဘူးသူတို့ကိုပြောတော့ကျွန်တော်တို့ကိုထောက်ပံ့နေလို့ကျွန်တော်တို့ရှိနေလို့ကျွန်တော်တို့ကြေးရွာတွေမှာဘယ်တော့မှကျွန်တော်တို့စကမ်းဝင်မဆောက်ကျွန်တော်ထပ်ပြီးတော့တာကပြောချင်တာကအခုကွန်ကရစ်တိုက်ပွဲဆိုတော့အဲကွန်ကရစ်မှာအဲမှာဖက်စစ်ခွေးတက်တွေဟာအတွင်းထဲမှာသူတို့ကနေရာယူထားတာ အတင်းထဲမှာနေရာယူထားပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုစပေးရှောင်ခွင့်မပေးထားဘူးဒါအပြင်အဲ့ဒီမှာရှိတဲ့နီးစက်တဲ့ကြေးရွာအတွင်းအတွင်းထဲကအိမ်တွေထဲမှာလည်းဘာတစ်ခုမှမရှိတော့ဘူးအဲ့ဒီခွေးသားတွေဝင်ခိုးထားတာကျွန်တော်ကြုံပြီးတော့ပြောတာကျွန်တော်တို့ရှိမှတက်သေးတွေရှိတယ်ဆရာမျိုးထဲမှာတက်ဆွဲတာကဘယ်ကောင်းကြီးလဲအဲ့ဒီကောင်းကြီးပဲတက်ဆွဲတာပြီးတော့ကြေးရွာထဲမှာတက်ဆွဲတာလည်းအဲ့ဒီကောင်းကြီးပဲတက်ဆွဲတာပြီးတော့အဲ့ဒီခွေးတွေကကောင်းကောင်းမွန်မွန်မနေဘူးကျွန်တော်တို့တိမ်တဲ့တိမ်စင်အကုန်လုံးကိုခိုးတာ ပြီးတော့ကျွန်တော်တို့ပြည်သူကိုလည်းပေးမထွက်ဘူးအခုကျွန်တော်တို့ပြည်သူတွေဟာအဲ့ဒီမှာအမြောက်အများစွာပိတ်မိနေစေဖြစ်တယ်ကျွန်တော်နားလဲပါတယ်စပီးရှောင်းမှုအတွက်ဘလောက်တောင်ပြင်ဆင်ရလဲဆိုတော့သူတို့မွေးခဲ့တဲ့နေရာသူတို့လုံးလုံးနေတဲ့နေရာဆိုတော့အချို့ကြတော့လေလာမဲတာလာရောကွာကျုံသူတို့ပဲဖြတ်တန်းလိုက်မယ်ဆိုတော့ပြည်သူတွေရှိပါတယ်ဆိုတော့ဒီချင်းတွေကိုအကြမ်းဖက်စစ်ခွေးတက်က ကောင်းကောင်းအသုံးချနေတာနောက်ဆုံးသူတို့တွေမခံနိုင်လို့သူတို့တွေထွက်ပြေးတဲ့အချိန်ကြမှအဲ့ဒီနေရာအကုန်လုံးကိုမိလောင်တိုက်သွင်းခဲ့တာပြီးတော့ဘုံချဲပြီးတော့ဖြက်စီးခဲ့တာဒါဟာကျွန်တော်တို့ရဲဘော်တွေအကုန်လုံးစစ်မြေပြင်မှာမျက်မြင်ကိုတွေ့ကြုံတွေ့နေရတဲ့အခြေအနေပါကျွန်တော်တိုင်းသားနေမြေတွေမှာကျွန်တော်တို့နဲ့ဆက်နွယ်လို့ဆိုပြီးတော့ဒီကောင်တွေတတ်တတ်မဲ့ကို မိလောင်လိုက်ထွင်းခဲ့ကြတယ်တသက်မဲ့ကိုကျွန်တော်တို့ပြည်သူတွေကို နေ့စဉ်တက်ဖြတ်နေတယ်ဟုတ်ပြီကျွန်တော်ဆစ်စင်ရေးရလဲဂျမ်ဖတ်စစ်ခွေးတက်ရှိတဲ့နေရာတိုင်းကိုကျွန်တော်တိုက်ပွဲပေါ်ဆောင်သွားမှာဖြစ်တယ်အခုနေပြည်တော်မှာဂျမ်ဖတ်စစ်ခွေးတက်သူတို့ရဲ့အဆောက်အဦအကုန်လုံးပြိုကျပျက်စီးခဲ့ရပြီ ဆိုတော့အဲ့ဒီနေပြည်တော်မှာသူတို့တွေရုံးလုပ်ငန်းလုပ်လို့မရတဲ့အခြေအနေမှာရန်ကုန်ကိုသူတို့တွေရွှေ့မယ်ဆိုတော့ရန်ကုန်ကပြည်သူတွေတော်တော်လေးကိုစိုးရိမ်နေကြရပါတယ်။ဘာကြောင့်လဲဒီကောင်တွေရွှေ့တဲ့နေရာကိုကျွန်တော်တို့ကလည်းတိုက်ပြီးတော့တမမှာပဲ။ရန်ကုန်ကိုရွှေ့ရင်ရန်ကုန်ကိုတမရန်ကုန်ကိုတမခံရမှာဖြစ်တယ်။ဆိုတော့အခုလာရှုကိုတရုံနဲ့ပတ်သက်ပြီးတော့ဒီကောင်တွေတရုတ်အကူကြီးနဲ့လာရှုမှာ အခြေချမယ်လို့သူတို့တွေရွေးချယ်ထားဖို့အရာပါကျွန်တော်တို့တနိုင်ငံလုံးနှီးပါကိုကျွန်တော်တို့တိုင်းရင်းသားတစ်ဖွဲ့ဝင်နေတယ်ကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေထိန်းချုပ်သိမ်းပိုက်တဲ့အချိန်မှာအဲ့ဒီကောင်တွေတရုတ်ဘောင်းမီအောက်ထွဲကို ပြေးပုံဖို့မြန်တရုတ်စီမှာအကူအညီတောင်းပြီးတော့လာရှိုးမှာသွားနေတော့မှာလားဆိုတော့စဉ်းစားကြရတယ်အများကြီးရှိပါတယ် ဆိုတော့အချို့မိပါတွေစိတ်ပူနေကြတာရှိပါတယ်ဒါ MNDA နဲ့လက်ရှိပေါ့နော်ဒါတရုတ်ရဲ့ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့လာရှုပ်ကိုပြန်ပြီးတော့အကြံဖက်စစ်ခွေးတက်ကဒါနေရာယူနိုင်ခဲ့တယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ TNLA ကိုလည်းဖိအားပေးဖို့လည်းရှိလာနိုင်တယ်ဆိုတော့ဒါကြောင့်လည်းပဲ TNLA ထိချုပ်တဲ့နေရာတွေကိုဝိုင်းတွဲတွေနဲ့ဘုံကျဲမှုတွေရှိလာတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဆိုတော့ တရုတ်ဟာရှမ်းမြောက်ဒေသမှဒီမန်လေးအထိနေချက်ခြင်းနေတာလားဆိုတာကိုကျွန်တော်ရဲ့မိဘပြည်သူတွေကြွတီမှုတွေတွေးဆဖို့အရေးကြီးပါတယ်ဆိုတော့ကျွန်တော်တို့ကတော့တရုတ်မကလို့တရုတ်ဘိုးရီပဲဖြစ်ဖြစ်တရုတ်ကပိုက်လိုက်မယ်ဖြစ်ဖြစ်အဲ့ဒီမှရှိသမျှသောကောင်းတွေအကုန်လုံးကိုတော့မြေမြုပ်တင်းကြိုသွားမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ ဖက်ဒရယ်ကိုကျွန်တော်ပြည်သူနဲ့အတူတိစောက်ကြမှာဖြစ်ပါတယ်။ဆိုတော့ကျွန်မမိဘတွေကျမကြီးအထူးယူပြုပေးပါဒီနှစ်ထဲမှာပဲကျွန်တော်မိဘပြည်သူတွေလိုလားတောင်းတနေတဲ့အောင်မြင်မှုတွေအများကြီးကျွန်တော်မိဘတွေလက်ထဲကိုပေးပို့သွားမှာဖြစ်ပါကြောင်းပြောကြားရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုအဆုံးသတ်ပါစေ။နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးနေပါတယ်။လက်နက်ပေးစစ်ပေးကပ်ပေးကြောက်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအိုးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါကြောင်းလေးလေးနက်နက်စတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းလေးပါ။